ားလုံးမင်္ဂလာပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion League တက်တဲ့အောင်းနေမိလားပါဒီကနေ့ရဲ့နောက်ဆုံးရအောက်စားသိနေကိုကြည့်ရမယ်ဆိုရင်တော့ပြင်သစ်ကလပ် Lier သင်းရဲ့ကနေဒါတိုက်စစ်မှု Jonathan Davis ကတော့နွေရာသီမှာအလွတ်ပြောင်းရွှေ့ခြင်းနဲ့ထွက်မှာဖြစ်ကြောင်းအတည်ပြုကြေညာခဲ့ပြီးနောက်ဒီစားမောက်ကိုဥရောပထိန်းသိမ်းကလပ်တွေတောက်လျှောက်လိုက်နေပြီဖြစ်တဲ့ Serie A ထိန်းသိမ်းကလပ် Napoli, Juventus နဲ့ Tottenham Hotspur အပြင် Aston Villa အသင်းတွေနဲ့ Chelsea အသင်းတို့ကလည်း အလွတ်ပြောင်းရွှေ့ခြင်းနဲ့ခေါ်ဖို့ကြိုးပမ်းနေရှိတာပါတစ်ဖက်မှာတော့ Victor Osimhen ကတော့သူ့ပေါ်ကိုကန်နာမူက3ခုနဲ့4ခုကြာရရှိထားပြီးဖြစ်တယ်လို့ဆိုပါတယ် Juventus တင်ကလည်းကန်နာထားတယ် Fenerbahce ကလည်းလိုချင်နေသလို ပရီးမီးယားလိကလပ်ပင်အချို့ကလည်းသူ့ကိုခေါ်ယူဖို့ဆွေးနွေးမှုတွေပြုလုပ်ထားကြောင်းဗစ်တာအော်ရှီမန်ရဲ့အေဂျင့်ကဆိုထားတာပါအော်ရှီမန်ကိုလက်ရှိမှာနာပိုလီအသင်းကယူရို85တန်းရောချီးစာချုပ်နဲ့ထွက်ခွာခွင့်ပြုမယ်လို့အတည်ပြုထားပါတယ်။ရင်းမတွေ့အသင်းကဘုံမောင်ရဲ့စပိန်နောက်ခံကစားမှာ ဒင်းဟောဆန်ကိုပထမဆုံးဂျာဗီလိုဆိုရဲ့ခေါ်ယူမှုဖြင့်ခေါ်ယူခဲ့ပြီးနောက်ဒီဇာမားကမတ်ထွတ်မှာယူရို6တန်းထိလာစားရရှိမှာဖြစ်ပြီးခန်းစားခွင့်ဘောနပ်စ်တွေနဲ့ယူရို10.8တန်းထိဝင်ငွေရရှိမှာလည်းဖြစ်တယ်မတ်ထွတ်ကယူရို58တန်းရောချေးစာချုပ်ကိုပထမဆုံးအကြိမ်အနေနဲ့ယူရို30ပေးပြီးနောက်200တိမှာ ယူရို၁၄သန်းဒီကိုခွဲပေးဖို့သဘောတူညီခဲ့တာဖြစ်တယ်။ဂျာဗီလွန်ဆိုကကွင်းလက်ကစားပါတယောက်မတွေ့ကျွဲခေါ်ယူပေးဖို့ဖလော်ရီနိုဘီရက်စ်ကို တောင်းဆိုခဲ့ပြီးနောက်မတွေ့ကလက်ရှိမှာတော့မန်ချက်စတာစီးတီးကွင်းလယ်လူရိုထရီ AC မီလန်က Rinders လီဗာပူးအသင်းရဲ့ Alassie Mclassar ယူကာဆယ်ကဘရူနိုကွီမာရက်စ် Atlanta က Addison နဲ့တစ်ဖက်ကတော့ Chelsea က Anso Fernandez တို့အားလုံးကိုတာဂက်ထားနေတာဖြစ်တယ်။အချိန်ထဲမှာပဲ Real Madrid အသင်းရဲ့တောင်ပံကစားပါ Rodrigo ဟာအာ ာစနယ်၊ချယ်ဆီ၊မန်စီးတီးလီဗာပူးအသင်းတာဝန်ရှိသူတွေနဲ့ပြီးခဲ့တဲ့ရက်ပိုင်းကဆွေးနွေးခဲ့တာဖြစ်ကြောင်းအတည်ပြုလာပြီးဖြစ်တဲ့မာကာမာဖော်ပြချက်အရရော ASK report အရမထွေကတန်းတရာပေးရင်ထွက်ခွာခွင့်ပေးမှာဖြစ်တဲ့အတွက်ရိုဒရီဂိုကတော့သူ့ပွဲထွက်ကစားခွင့်ရပြီးသူ့ရဲ့အနာဂတ်အတွက်တေးချနိုင်မဲ့အသင်းကို တေချာစဉ်းစားလျက်ရှိတယ်လို့ဆိုပါတယ်။တစ်ချိန်တည်းမှာပဲအက်စတိုဗီလာအသင်းကဘာဆိုနာအသင်းရဲ့တိုက်စင်မှုဖရန်တော်ရက်ကိုလိုချင်နေတယ်လို့ဖော်ပြလျက်ရှိတယ်။ United အမေရိကတကယ်လို့မာကက်စ်ဝက်ရှိုးခေါ်ယူဖို့အဆင်မပြေရင်ဖရန်တော်ရက်ကို ပေါင်း52ပန်းနဲ့ခေါ်ဖို့ဆွေးနွေးနေကြောင်းဘာမင်ဂမ်မေးလ်စ်ကဖော်ပြထားတာပါ။ဘာဆိုနာအသင်းကတကယ်လို့ဝိုက်ချက်ရှက်စလီကိုတတ်တန်းထပ်ပိုးဖို့စာချုပ်တိုးခဲ့မယ်ဆိုရင်တော့ နောက်ထပ်ဂိုးသမားတယောက်ခေါ်ယူသွားဖို့မရှိကြောင်းနဲ့ကလပ်ဘက်ကစာချုပ်သက်တမ်းထပ်မတိုးနိုင်ခဲ့ရင်တော့ဂိုးသမားတယောက်ကိုရှာဖွေဖွယ်ရှိကြောင်းဆိုပါတယ်ရီယိုဖာတီနာကတော့လက်ရှိဘာဆိုနာအသင်းရဲ့လူငယ်ကစားသမားလမီယမားဟာ ကမ္ဘာအကောင်းဆုံးဘောလုံးမတယောက်ဖြစ်ကြောင်းချီးကျူးခဲ့တယ်အသက်၁၉နှစ်အရွယ်ပဲရှိသည့်တိုင်အောင်ယမားကမက်ဆီနေမာရိုနယ်ဒိုတို့နဲ့မတူညီပဲယမားဟာယမားပုံစံနဲ့အကောင်းဆုံးပုံစံဖြစ်ပြီးလက်ရှိသူ့မြင်ရတော့သူဟာကမ္ဘာအကောင်းဆုံးကစားမတယောက်ဖြစ်ကြောင်းချီးကျူးလိုက်ပါတယ် Manchester City ကပြီးခဲ့တဲ့ရပိုင်က Florian Vasquez အေဂျင့်ဖြစ်သူနဲ့တွေ့ဆုံခဲ့ပြီးနောက် လီဗာကူဆင်ရဲ့သဘောတူညီမှုကိုအမြန်ဆုံးအဆုံးသတ်ပြီးကစားမကိုရအောင်စီရင်လျက်ရှိတဲ့ဖလော်ဒီယန်ဗတ်ကိုဗိုင်ယန်လီဗာကူဆင်ကယူရို350တိသတ်မှတ်ထားတဲ့အချိန်ဘိုင်ယန်မြူးနစ်လီဗာပူးနဲ့ရီယယ်မက်ဒရစ်နဲ့အပြိုင်စီတီကခေါ်ဖို့ကြိုးပမ်းနေတာဖြစ်တယ်။စီတီအနေနဲ့နော်ဒယ်ဖောရက်စ်အသင်းကစိတ်ဝင်စားတဲ့ဂျိမ်းစ်မက်ကတီကိုအသုံးချပြီးမော်ဂန်ဂျစ်ဝိုက်ကိုခေါ်ဖို့ဆန္ဒရှိနေပါတယ်။မန်ချက်စတာစီတီကဂျိမ်းစ်မက်ကတီအလိုက်ပေးပြီးတော့မော်ဂန်ဂျစ်ဝိုက်နဲ့အလဲလဲပြုလုပ်ဖို့လဲကြိုးပမ်းနေစေဖြစ် ြစ်တယ်။အချိန်တည်းမှာပဲ Mikel Arteta ရဲ့ Arsenal အသင်းကတော့ transfer ပြောင်းရွှေ့မှာ aggressive ဖြစ်ပြီးတော့ကစားသမားတွေကိုဈေးကွက်အစောပိုင်းကာလမှာပဲခေါ်ယူသွားဖို့ပြင်ဆင်ထားတယ်။ Martin Zubimendi ကိုပြောကြီးစာချုပ်ပေးဖို့သဘောတူညီခဲ့ပြီးနောက် Arsenal အသင်းကအခြားကစားသမားတွေကိုစတင်လှုပ်ရှားမှုတွေပြုလုပ်နေပြီဖြစ်ကြောင်းနဲ့ ကိုက်စစ်နဲ့တောင်းမှာဟာသူတို့ရဲ့အဓိကပြစ်မှတ်တည်ဖြစ်ကြောင်းဆိုပါတယ်။အာစနယ်သင်းကယွမ်ကာစီယာကိုအက်စပန်ယိုကခေါ်ဖို့ပုံကိုရေးဆိုင်ရာသဘောတူညီမှုရရှိထားသည့်တိုင်အောင်ဘာဆိုနာသင်းကလည်းဆက်သွယ်ထားတယ်။ ပွဲဥထွက်နံပါတ်1နေရာရနိုင်ပွဲရှိပြီးအမီမာတီနက်စ်ထွက်မဲ့အာဆိုဗီလာကလည်းယူအန်ကာစီယာကိုစိတ်ဝင်စားတဲ့အတွက်မြောက်လန်ပြန်ကလပ်ကဒီအသင်းနေနဲ့အပြိုင်လူရပွဲရှိတာပါအာဆနယ်ဟာအတ္လန်တာရဲ့နိုင်ဂျီးရီးယားတောင်ပံတိုက်စစ်မှုအာဒမိုလာလွတ်မန်ကိုလည်းချင်းကပ်နေရှိတယ်လက်ရှိနေသားရအာဒမိုလာလွတ်မန်ကိုအာဆနယ်အသင်းကတောက်လျှောက်စိတ်ဝင်စားပြီးတော့ဒီကစားမလေးကိုခေါ်ချင်နေတာဖြစ်တယ်ဒီကစားမရဲ့တန်ကြီးဟာအနည်းဆုံး50ပတ်ဝန်းကျင်ရှိပြီး မိပြဂက်စပါရိုနီနဲ့သဘောတူညီမှုမရဘဲဆက်ဆံရေးပြပြတဲ့အတွက်ရောက်လန်တဲ့ကလပ်ကသူ့ကိုလိုချင်တာဖြစ်တယ်လီဗာပူးတင်းကတော့အာဘီလိုက်ဆက်ကတေချာပေါက်ထွက်မယ်လို့ဆုံးဖြတ်ထားတဲ့အသက်22နှစ်အရွယ်ရှိတဲ့နယ်သာလန်တောင်ပံကစားမဂျာဗီစီမွန်ကိုဆက်သွယ်ထားပါတယ်လိုက်ဆက်ကဒီနေ့ရာသီကမှ PSG အသင်းကနေယူရို80နဲ့အပိသက်ဝယ်ထားတဲ့သူ့ကို တိုင်း80နဲ့ရောင်းထုတ်ဖို့ရှိတဲ့အချိန်လီဗာပူးကသူ့ကိုခေါ်ချင်နေတာဖြစ်တယ်လီဗာပူးအနေနဲ့ဒီတစ်ပတ်အတွင်းမှာပဲဂျယ်ရမီဖရင်ပေါင်ရဲ့အပြောင်းရွှေ့ကိုအပြီးသက်ကြီးညာမှာပါအသက်24နှစ်ရွယ်ရှိတဲ့နယ်သာလန်ကစားသမားကိုဒါစိတ်ဆင်းမှုတွေပြုလုပ်မယ်အပြီးသက်ကြီးညာပြီးတာနဲ့9နှစ်စာချုပ်ချုပ်ဆိုမှာဖြစ်ကြောင်းဆိုပါတယ် ်ဘူဗာဒန်တင်းကလီဗာပူးအသင်းရဲ့ကွင်းလယ်ကစားမဟာဗီအယ်လီယန်နဲ့တိုက်စစ်မှုဟောင်းဂျီဂိုဂျူတာတို့တယောက်စလုံးကိုပြန်ခေါ်ဖို့လုပ်နေပါတယ်အထူးသဖြင့်ဂျူတာကိုလီဗာပူးကိုလောင်းချခဲ့ပြီးနောက်တချို့ပြန်ဝယ်ဖို့ဂျိုးပန်းနေသလိုဟာဗီအယ်လီယန်ကိုလည်းစိတ်ဝင်စားပြီးလီဗာပူးကတော့ဟာဗီအယ်လီယန်တို့က ပေါင်တန်း40လောက်တိမျောလင်းထားတယ်လို့ဆိုပါတယ် right gain ကတော့ Manchester United ရဲ့လူငယ်တိုက်စင်မှု Rasmus Hojlund နဲ့ပတ်သက်လို့တကယ်ကိုစိတ်ပျက်စရာကောင်းတဲ့ကစားသမားတစ်ယောက်ဖြစ်တယ်လို့ဆိုလိုက်တယ်ဒီကစားသမားက Academy ကစားသမားတာတာတာရှိပြီး Academy ကနေချက်ချင်းထွက်လာပြီးလက်ရှိအနေထားရသူ့အနေနဲ့ Hotel Play ရောကစားပုံရောအဓိကဆုံးဖြတ်ချက်တွေမှာအားနေနေသူတစ်ယောက်ဖြစ်ကြောင်းနဲ့တကယ်ကိုလိုအပ်ချက်တွေများစွာရှိသူလို့ဆိုပါတယ် မန်ယူနိုက်တက်အသင်းကဂျော့ရှဝါဇက်ဆီကိုရောင်းထုတ်ဖို့ပြင်ဆင်ထားတယ်ဒီစားမောင်းကိုအီတလီကလပ်တွေကတော်တော်များများစိတ်ဝင်စားတဲ့ချိန်ယူနိုက်တက်ကအင်တာမီလန်အသင်းကဒန်ဆယ်ဒန်ဖရီနဲ့အလဲအလှယ်လုပ်ဖို့ဆန္ဒရှိလို့အင်တာမီလန်ကလည်းသူတို့ရဲ့တိုက်စစ်ပိုင်းကိုအားဖြည့်ခြင်းနဲ့အတွက် ဆက်စင်းကိုရောင်းချနေတယ်လို့ဆိုပါတယ်။တစ်ဖက်မှာတော့ Manchester United အနေနဲ့ Leon Dillet ရဲ့အခြေအနေကိုတောက်လျှောက်လေ့လာနေပါတယ်။ Ipswich Town အသင်းရဲ့တိုက်စစ်မှုကပေါင်တန်း30နဲ့ရောကြီးစာချုပ်နဲ့ရရှိထားလို့ထွက်ခွာခွင့်ရမှာဖြစ်ပြီးတော့ United ကဆွေးနွေးထားပြီးဖြစ်တယ်။ဒီစားမောက်ကိုလိုချင်တဲ့အထက်မှာ Chelsea တို့ Everton တို့ Newcastle တို့တခြားအသင်းတွေရှိတဲ့ချိန်ကစားမောက်က Manchester United ကိုပြောင်းဖို့ဆန္ဒရှိတဲ့အတွက် United က လီယွန်ဒီလက်ကိုခေါ်နိုင်လိမ့်မယ်လို့လည်းယုံကြည်မှုအပြည့်အဝရှိနေတာပါမန်ချက်စတာယူနိုက်တက်ကပြီးခဲ့တဲ့ရက်ပိုင်းမှာဘုံမောက်ရဲ့တောင်ပန်ကစားမှာအန်ထရန်စမန်ညိုရဲ့အေဂျင့်နေနဲ့တွေ့ဆုံဆွေးနွေးခဲ့ကြောင်းဖော်ပြလာပါတယ်။ Thorpe ရဲ့ဖော်ပြချက်အရအသက်24နှစ်ပဲရှိတဲ့ဂါနာကစားသမားကို တန်း60ထိတောင်းဆိုထားသည့်တိုင်အောင်မန်ယူနိုက်တက်ကသူတို့ရဲ့တောင်းပန်တိုက်စစ်ပိုင်းအတွက်အားဖြည့်ချင်နေတာဖြစ်တယ်။ထော့တန်ဟော့စပါအသင်းကအသင်းကောင်းဆောင်ယွန်မင်ဆုံကိုအသင်းမှာဆက်ထားမှာဖြစ်တယ်။2026မှာစာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပြီးသူရဲ့အနာဂတ်မတေချာသည့်တိုင်အောင်စပါကသူတို့အသင်းကောင်းဆောင်ဟာလာမယ့်ရာသီမှာတေချာပေါက်ဆက်ရှိမယ်လို့ဆိုပါတယ်။စပါအသင်းနေနဲ့ဒါရပြဿနာတွေရှိနေတဲ့ကွင်းလေပိုင်းအတွက် H ပေါ်ဆိုဂိုကူကဆုံးဖို့ကွင်းလေအတက်ကင်းဖို့မှာထားကစားဖို့စဉ်းစားလျက်ရှိတယ်။ဒေဂျန်ကိုလိုဆော့စကီလူကက်စ်ဘာဘွိုင်းနဲ့ တစ်ဖက်က James Patterson တို့၃ယောက်စလုံးဒဏ်ရာရတဲ့အတွက် Europa League Final မှာ Defensive Artemla, Tactical Artemla ကစားပွဲကိုစဉ်းစားပြီးတော့ဆုံးကိုတုံးသွားနိုင်ပွဲရှိချောင်းဆူထားပါတယ်။ Chelsea အသင်းကတော့ Luya Tima ဘူနောက်ခံလူတစ်ယောက်ခေါ်ယူဖို့ပြင်ဆင်နေတဲ့အချိန်လက်ရှိမှာ Everton နောက်ခံလူ Jared Bowen နဲ့တစ်ဖက်ကတော့ Crystal Palace ရဲ့နောက်ခံကစားမ Mark Hedo တစ်ယောက်ကိုစဉ်းစားထားပြီးဖြစ်တယ်။ Mark Hedo ကို Palace ကစာချုပ်တစ်နှစ်ပဲကျန်တဲ့အတွက်တန်း60သတ်မှတ် ားပြီး Chelsea ကတော့လက်ရှိမှာစိတ်ဝင်စားတယ်လို့ Everton ကလည်း Jarrod Brockway ကိုတန်း90တက်မှတ်ထားတာပါ Chelsea ရဲ့နောက်ခံ Exeter City က Aston Villa ဘက်ကအပြီးသက်ခွန်ယူတော့မှာမဟုတ်ကြောင်းအတည်ပြုလိုက်တဲ့အတွက်ဒီကစားမက Chelsea ကိုပြန်လာမှာဖြစ်တဲ့ Chelsea ဟာလိုရာတီမှာ outside side see badia shi apawe wesley fofana နဲ့ khanzin mu တွေကိုရောက်ထုတ်ဖို့အတည်ပြုထားပြီးတော့ဒီစားမတွေကိုအယောင်စင်းတင်သွင်းထားပြီးဖြစ်ပါတယ်ချက်စင်းနေနဲ့လက်ရှိမှာတိုက်စစ်ပိုင်းအတွက် စားမမဖြစ်မနေခေါ်ယူဖို့ရှိတဲ့ချိန်ထောက်ပိုလီနဲ့အက်ဘလီကဒါတိုက်စစ်ပိုင်းကခရစ်စတိုဘာအန်ကူကူရောက်ထုတ်ပွဲရှိလို့နီကလက်ချက်စင်လည်းအပြောင်းလဲဖြစ်လာနိုင်ပြီးတော့အရင်သွေးမြင့်တိုက်စစ်မှုတယောက်ကိုအားဖြည့်ဖို့ပြင်ဆင်ထားတာပါအေဗာတန်အသင်းကတော့သူတို့ရဲ့ပြေးသက်9000 2000 888ရောက်ရှိတဲ့ Queen Tech ကြီးကို Dickinson Stadium ဆိုပြီးတော့နာမည်အသစ်ပေးလိုက်ပါတယ် Everton ဟာနာမည်ရသည့်တက်မှာပဲသူတို့ရဲ့ Queen Tech ကြီးမှာစတင်ကန်သွားမှာဖြစ်တယ် Emi Martinez က Aston Villa အသင်းကထွက်ခွာတော့မှာဖြစ်ကြောင်းကြေညာလာပြီးဖြစ်ပါတယ်အသက်32နှစ်အရွယ်ရှိတဲ့ Argentina ကိုယ်တော်က2020ခုနှစ်မှာ Arsenal အသင်းကပြောင်းရွှေ့လာခဲ့ပြီးတော့ Villa ကနေရာသီကုန်မှာလမ်းခွဲမှာဖြစ်တယ် ီခဲ့တဲ့နွေရာသီတုံးကဗင်လာနဲ့ဒူ9နှစ်စာချုပ်ချုပ်ဆိုထားတဲ့အမ်မီမာတီနက်စ်ကို ဆော်ဒီအာရေဗျာနဲ့ပရီးမီယာလိဂ်ကလပ်တွေအပြင်ဥရောပကလပ်တွေကကန့်လန့်ထားတဲ့အချိန်မာတီနက်စ်ကတော့အက်ဆိုဗီလာကိုဆုံးခွာဖို့ဆုံးဖြတ်ထားတယ်လို့ဆိုပါတယ်။လီးရှူနိုက်တက်ကလည်းညူကာဆယ်တိုက်စင်မှုကာလဝါဆန်ကိုခေါ်ဖို့လုပ်နေပါတယ်။ဒီစားမကစာချုပ်သက်တမ်းကုန်ဆုံးပြီဖြစ်တဲ့အတွက်လီးကသူ့ကိုအလွတ်ပြောင်းရွှေ့ခြင်းနဲ့ခေါ်ဖို့ကြိုးပမ်းနေတာပါ။ ဝက်ဆိုင်း United ကလည်း Chelsea တိုက်စစ်မှုဟောင်းထမ်းပြီး Abraham ကိုခေါ်ဖို့ကြိုးပမ်းနေရှိတယ်။ Abraham ကို West Ham ကသူရဲ့တိုက်စစ်ပိုင်းအတွက်အားပြဖို့အတွက်စတင်ကြိုးပမ်းမှုတွေပြုလုပ်ထားတယ်လို့ဖော်ပြလာပါတယ်။ဒါတွေကစိတ်ဝင်စားစရာနောက်ဆုံးရအောင်စားတဲ့ဘာအလို့ကျင်းကြပါတယ်။